မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဇလွန်ကျော်ဦးရေးသားသောနှလုံးသားရှာပုံတော်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူတရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ညီအစ်ကိုရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် ကျွန်တော်တငယ်ချင်းထုံးခင်ကိုဒီလိုဘဝမျိုးနဲ့တွေ့မြင်ရလိမ့်မည်ဟုလုံးဝမထင်ခဲ့။ခုလိုထုံးခင်အဖြစ်ကိုကျွန်တော်လက်တွေ့မျက်တွေ့မြင်လိုက်ရ၍မယုံနိုင်အောင်ဖြစ်သွားမိသည်။ကြည်လေ၊ကရုံးပြောင်ပြောင်နဲ့မျက်နှာတစ်ခုလုံးနဲ့တနခါလိမ့်ချေထားသည်။ပစိုးကွက်တုံးနဲ့စွတ်ကြဲချမ်းပြဝတ်ထားကလက်မောင်းနဲ့တရေခွေးများအထက်ထပ်ပတ်ထား၍အိမ်ဝတွင်ငုံကြီးထိုင်နေသည့်မြင်ကွင်းပဲဖြစ်သည်။ထုံးခင်အဖြစ်ကမင်းမြင်တဲ့အတိုင်းပဲငါ့ကိုမပြောနဲ့သူ့မိမနဲ့ကလေးတွေရောလုံးဝမမှတ်မိတော့ဘူး။သူ့ပါဇက်ကအမြဲမပြတ်ပြောနေတာ ပန်းဆိုတဲ့စကားတစ်ခုမဲ့ပို့ကြော်ကျွန်တော်တကယ်ချင်းကိုတော်ကထုတ်ခင်အဖြစ်ကိုပြောပြရင်ကြေကွဲစွာ ခံစားနေရသည် ကျွန်တော်လဲပါထုမြင်သည်ကိုတော်လိုပင်ရင်ထဲတွင် ကြေကွဲစွာခံစားနေရမည်သည်မှန်တော့ကျွန်တော်ကထုတ်ခင်နဲ့ကိုတော်နေထိုင်သည့်မြို့ကလေးနဲ့မိုင်မောင်းများစွာဝေးကွာလွန်သည့်မြို့တွင်အိမ်တော်ကြပြီးအခြေချနေထိုင်သူဖြစ်သည် ထုံးခင်နဲ့ကိုတော်နေထိုင်သည့်မြို့ကလေးတို့၃နှစ်တစ်ခေါက်ပင်ရောက်ခဲ့သူဖြစ်သည်။ကိုတော်မြို့ကလေးတို့မမျှော်လင့်ပဲပြန်ရောက်ရှိစဉ် ကိုတော်နဲ့တွေ့ဆုံပြီးထုံခင်ဖြစ်ကိုမျက်မြင်တွေ့ရှိခဲ့ရခြင်းဖြစ်သည်ကျွန်တော်နဲ့ထုံခင် ကိုတော်တို့ကမူလတန်းမှစ၍အလဲတန်းထိတကြောင်နဲ့တခန်းနဲ့အတူနေတငယ်ချင်းအရင်တွေ ဖြစ်ကြသည်ကျွန်တော်ကအလဲတန်းမပြီးဆုံးခင် ထုံခင်ကိုတော်တို့နဲ့မန်မောမြောက်စွာဝေးကွာသည့်မြို့ကလေးတွင် ရောက်ရှိနေထိုင်ပြီးငယ်တငယ်ချင်းများနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်သည် ကိုတော်ကဆယ်တန်းအောင်ပြီးကျောင်းဆက်မတက်ပဲမိဘလုပ်ငန်းပြစ်သည့်ပွဲရုံတွင်လုပ်ကင်ပြီးအိမ်အောင်ကြသည်ထုံးခင်ကအထက်တန်းမအောင်ခင်အိမ်အောင်ကြပြီးကျောင်းအားကြပန်းအလုပ်ဖြင့်မိသားစုတောင်းဝန်ထမ်းနေသည်ငါထုံးခင်ကိုစကားပြောကြည့်အောင်မယ်ကိုတော်မင်းပြောလဲထုံးခင်ကသိမှာမဟုတ်ဘူးဖိုးကျော် ။ "तू မသိလဲနေကွာ။ငါ့ကိုဖိုးကြော်မှန်း तू သိမလား"လို့မေးကြည့်တာ။ငါရောက်တော့ရောက်ခိုင်တွေ့ရတော့ငငယ်တော့ကတို့သုံးယောက်စကားအငင်းခုန်လုပ်ပြီးရန်ဖြစ်ကြတာကိုသတိရလို့ပါကွာ။ကျွန်တော်စန္ဒကိုကိုတော်ကဆက်မငင်းတော့ကျွန်တော်ကအိမ်ဝတွင်ငူငူကြီးထိုင်ပြီးတစုံတစ်ခုကိုမော့ကြည့်နေသည့်ထွန်းခင်အနီးသို့တိုးကပ်သွားမိသည်။ထွန်းခင်ကဗျုံးစားကြီးတွေ့မြင်လိုက်ရသည်ကျွန်တော်ကိုတအံ့တော့အကြည့်ဖြင့်ကြည်နေသည်မင်းမင်းကိုပန်းမလာနိုင်လို့လှုပ်လိုက်တာလားငါ့ကိုပြောစမ်းပန်းကိုပြောလိုက်ငါလာမယ် မင်းပြန်ပြန်မင်းမပြန်ရင်ငါမျှားလိုက်ပြစ်မယ်မမျှော်လိုက်ပဲကြားလိုက်ရတဲ့ထုံငိစကားတန်ကြောင့်ကျွန်တော်အံ့အားတင်သွားမိသည်ဘသူကမှစကားမပြောဘဲအမြဲတမ်းငုံငူကြီးထိုင်နေသူထုံငိကကျွန်တော်မျက်နှာကိုစူးစူးဝါးဝါးကြည့်ပြီးဒေါသဖြင့်တုတ်ပြန်ပေါ်လာသည့်စကားကြောင့်ကိုတော်ပင်အံ့ဩနေသည်ငါ့ကိုမျှားနဲ့မပြစ်နဲ့လေပန်းကမင်းကိုတိတ်တွေ့ခြင်းလို့ငါ့ကိုခေါ်ခိုင်းတာပန်းကငါ့ကိုခေါ်ခိုင်းတယ်ဟုတ်လားဝမ်းတာလိုက်တာဝမ်းတာလိုက်တာကျွန်တော်စကားကိုကြားလိုက်ရ၍ထုံငိအလိုလိုပြောသွားဟန်တူသည်အင်းရှိသူစူးစမ်းပြီးကြည်နေသည် ကျွန်တော်ထုံးခင်အခြေအနေကိုကြည့်ပြီး စကားဆက်လိုက်သည်ပန်းရှိတဲ့နေရာကိုမင်းသိလားကျွန်တော်အမေစကားကိုနားထောင်ပြီးထုံးခင်ငိုင်သွားသည် အတန်ကြာမှရီဝေသည့်မျက်လုံးစုံဖြင့်အဝေးကိုကြည့်ပြီးပန်းနေတာငါသိတယ်ပန်းကဟိုအဝေးကြီးမှနေတာပန်းလာမယ်ဆိုလို့စောင့်နေတာပန်းရေလာလာပြီးထုံးခင်ကပြောရင်အိမ်ရှိသူအပြည့်ထွက်သွားရန်ဟန်ပြင်းနေ၍ကိုတော်ကဖမ်းချုပ်ထားလိုက်ရသည်ငါ့ကိုလွတ်ငါပန်းစီကိုသွားမယ် ထွန်းခင်ကကိုတော်လက်မှယုံခံရင်ပြောနေ၍ကျွန်တော်မနေတာတော့ထွန်းခင်ကိုဆက်မေးလိုက်သည်အင်းငါကိုသိလားဘသူလဲပြောစမ်းဟာ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 သိတာပေါ့မင်းကငါကြောက်တယ်ကြောက်တယ်ငါနားမှာမနေနဲ့သွားထွန်းခင်ကကျွန်တော်ကိုကြည့်ပြီးကြောက်ရွံ့ထိတ်လန့်စွာဖြင့်နှင်ထုတ်နေသည်မင်းကငါ့ကိုကြောက်အောင်ဘသူလဲမှန်မှန်ပြောမင်းမပြောရင်ဟော်ဒီသားနဲ့ထိုးမယ် ျွန်တော်ကဟန်မပြတ်ပင်ထိုးခင်ကိုပြောပြီးတစ်ကိုင်းကြောက်ဖြင့်ထိုးရန်ရွယ်လိုက်စဉ်ထိုးခင်ကကျွန်တော်ကိုမျက်လုံးအဝိုင်းသားဖြင့်ကြည့်ပြီးကြောက်ရွံ့နေရှာသည်ပြောပါမယ်ငါကြောက်တယ်ပန်းရီလာကူပေါင်းဟောဒီမှာငါ့ကိုတတ်ဖို့လာခေါ်နေတယ်ထိုးခင်ကကိုတော်ချုပ်ထားသည်ကိုယုံကန်ရင်အော်ဟစ်ငိုနေသည်ထိုးခင်ကိုကျွန်တော်ကြည့်လိုက်မိသည်ထိုးခင်ပပေါ်တွင်လိမ့်ချေထားသည့်တနခါပေါ်တွင်မျက်ရည်စီးကြောင်းများနဲ့တော်ပါတော့ဖိုးကျော်ရမင်းထိုးခင်ဖြစ်ကိုလက်တွေ့သိရတော့ကျေနပ်ပါတော့ကွာ ထုံးခင်ငိုနေတာတွေ့တော့ငါတိတ်တနာတယ်ကိုတော်ကပြောဆိုပြီးထုံးခင်လက်ကိုလွှတ်လိုက်သည်ထုံးခင်အငိုတိတ်သွားပြီးကျွန်ုပ်ကိုဆူဆူဝါးဝါးကြည့်ကအပြေးထွက်သွားသည်ကိုတွေ့လိုက်ရသည်တားကြီးရဲ့တားဖေနောက်ကိုလိုက်စားမအောင်တော်ကြာရေကန်နဲ့စစ်ကူးနေလို့ခတ်နေမယ်ယုတ်တရအိမ်တွင်းမှာစိုးရင်တကြီးထွက်ပေါ်လာသည့်အတန်ကြောင့်ကျွန်တော်အံ့အားသင့်သွားမိသည်။မြငွေ၊ तू ကနေအောင်ကြတဲ့ငယ်ချင်းပဲမြို့ကိုအလဲရောက်ရင်ထုံးခင်ဖြစ်ကိုသိပြီးမယုံလို့လာမေးနေတာ။အော်အခုထုံးခင်တငယ်ချင်းကိုအိမ်မော်တက်ပါအောင်ရှင်။ ကိုတော်ဤမိစ္ဆာစကားကြောင့်ထုံးခင်မိမပြပြသလဲဖိတ်ခေါ်၍ကျွန်တော်အိမ်ပေါ်သို့တက်လိုက်မိသည်ကိုတော်ထုံးခင်ခုလိုထွက်သွားပြီးရေစင်းကူးရင်စိတ်ချပါမလားငါတို့လိုက်ကြည့်ရအောင်သူသားအကြီးကောင်ရှိတယ်အကိုအကိုထုံးခင်အတွက်မစိုးရိမ်ပါနဲ့သူကဘသူ့ကိုမှရံမပြုတ်ပါဘူးတွေ့တဲ့သူကသူ့ကိုဆောက်ရှောက်ပြီးအိမ်ပြန်ပို့ကြတယ်ကျွန်တော်ထုံးခင်မိမမမျက်ငွေစကားကြားလိုက်ရ၍ထုံးခင်အဖြစ်ကိုပို့၍စိတ်မကောင်းဖြစ်သွားမိသည်ထုံးခင်အခုလိုယောဂအသင့်နေတာကိုစိတ်မကူဘူးလားညီမ ဆရာတွေလည်းစုံပြီးငွေတွေလည်းကုန်ခဲ့ပါပဲကိုကျမကတော့အကိုထိုးခင်ကိုနောက်ဆုံးကုမရလို့ဝင့်လာလို့ပဲမှတ်လိုက်တော့တယ်ထိုးခင်မိမမမြငွေကြီးအာလျှော့စကားတန်ကြောင့်ကျွန်တော်ရင်ထဲစုနေသွားမိသည်ကျွန်တော်မြို့ကလေးရောက်လင်းငယ်တငယ်ချင်းများနဲ့စကားလက်ဆုံးကြပြီးပျော်ရွှင်မိဟုသောစိတ်ကူးများကထိုးခင်ဖြစ်ကိုတွေ့ပြီးရုတ်ချီးပြောက်ွယ်သွားသည်ထိုးခင်ဒီလိုဝေဒနာတင့်တာဘလောက်ကြာပြီလဲ ုံးလေးနှစ်ရှိပြီအကိုဖြစ်စာတော့ကတော့ကျမအကိုထုတ်ခင်ကိုအထင်လွဲမိတယ်။သူကအမြဲတမ်းပန်းစီကိုသွားမယ်လို့ပြောတာကြားနေတော့ကျမကသူ့နောက်မိမှပဲထင်ပြီးတန်းစရာစိတ်ဝင်ခဲ့မိတာ။ကျမလည်းကိုထုတ်ခင်အချိန်နေသိအောင်သူပြောတဲ့ပန်းဆိုတဲ့မိမကိုဘလို့စုံစမ်းစုံစမ်းမရခဲ့ဘူး။နောက်ဆုံးအကိုထိုးခင်ကိုထိုင်မဲကြည့်နေရတော့တယ်။မမြငွေကလင်းသားဖြစ်သူထိုးခင်ဖြစ်ကိုမချစ်တင်ခဲခံစားရင်မျက်ရည်ဝဲဝဲနဲ့ကြည်ကွဲနေရှာသည်။ ငါလဲထုတ်ခင်အဖြစ်ကိုသိရလို့တက်ဆွမ်းသမျှကူညီပါတယ်ကွာဒါပေမဲ့ထုတ်ခင်ကငါ့ကိုတငယ်ချင်းမှမသိတော့ငါစိတ်မကောင်းဖြစ်ပြီးသူ့ကိုတွေ့ရင်နှုတ်မဆက်တော့ပဲအဝေးကနေကြည့်နေရတယ်ခုမင်းထုတ်ခင်ကိုတွေ့ကျင်လို့လာတာမင်းကံကောင်းတယ်တငယ်ချင်းသူကတနေ့လုံးသွားချင်ရသွားထိုင်ချင်ရထိုင်နေတာငါထင်တော့ထုတ်ခင်နှလုံးသားထဲမှာဝေဒနာတစ်ခုခံစားနေရတာပဲဖြစ်မယ်ဒီလေထုတ်ခင်ဝေဒနာကိုဆရာမျိုးစုံဆေးဝါးမျိုးစုံနဲ့ကုသတာမရတော့ဘူးဆိုပေမဲ့ငါမပြောင်းရင်တက်ဆွမ်းသမျှကူညီခြင်းနဲ့ ငါအထင်တော့မျိုးလင်းချက်တစ်ခုခုကိုတွေ့ရလိမ့်မယ်ထင်တယ်ကိုတော့ပြီးတော့ထုတ်ခင်အများရန်ပြောနေတဲ့ပန်းဆိုတဲ့စကားကိုငါအဆရှာကြည့်ခြင်းနဲ့ကျွန်တော်ကထုတ်ခင်အတွက်အတက်သေးရောပြောလိုက်မိသည်ကျွန်တော်မပြောလို့မဖြစ်ထုတ်ခင်ခံစားနေရသည့်ဖြစ်ကယဉ်နေစရာကြည်လေမိုးလင်းတာနဲ့မျက်နှာတစ်ခုလုံးတနခါလိမ့်ချပြီးသူ့နှလုံးသားတွင်တွယ်ညိနေသည့်ပန်းကိုရှာနေရသည့်အဖြစ်ပင် ကျွန်တော်ကတော့ထုံးခင်တစ်ခုခုဖြစ်သွားလျင်ဟူသောငယ်တငယ်ချင်းတန်ရောစဉ်ဖြင့်စိုးရိမ်နေမိသည်လူလေးတို့ပြောပြတဲ့အတိုင်းဆိုသူ့ယောဂါကအတော့ကိုကျွမ်းနေပြီကွဘလို့ခုခုမရတော့ဘူးအဖိုးပြောချင်တာကသူ့စိတ်ထဲမှာအစွဲလန်းလွန်ခဲ့ပြီးပန်းဆိုတဲ့မင်းကလေးရှိနေတယ်ဆိုတဲ့အစွဲပဲကွလူဆိုတာအစွဲလန်းကြည့်ရင်အစွဲချုပ်ဖို့ကမလွယ်ဘူးအဖိုးကြောက်ဘူးတော့တော့သူပြောပြောနေတဲ့ပန်းဆိုတာပန်းနေဝီဆိုတဲ့မင်းကလေးအဖြစ်နဲ့တူနေပြီလို့တတ်တူချရမှာပဲပန်းပန်းနေဝီဟုတ်လားဖို့ ဲ့ဒီပန်းတီဝူနဲ့ကျွန်တော်တငယ်ချင်းထုံငယ်ဖြစ်နေဘလို့များတူနေတာလဲအဖိုးကျွန်တော်ဤစိတ်ဝင်စားအမေစကားကြောင့်အဖိုးကစဉ်းစားနေဟန်တူသည်ကျွန်တော်အဖိုးကိုကြည့်ပြီးထုံငယ်အတွက်မျှော်လင့်ချက်တစ်ခုခုရရှိနိုင်မည်ဟုတွေးကဝမ်းသာနေမိသည်ဒီလိုလူလေးရဲ့အဖိုးရဲ့ဘိုးဘွားတွေပြောပြတဲ့ဗဇက်ပုံမြင်ဖြစ်ကြားခဲ့ဘူးတာကပန်းနေဝီဆိုတဲ့မိန်းကလေးကသူတိတ်ချစ်ခဲ့တဲ့ချစ်သူကစိတ်ကားပြစ်ခွာသွားလို့ပုရိသယောက်ျားတွေကိုစိတ်အနာကြီးနာပြီးသူနဲ့တွေ့တဲ့ယောက်ျားတွေကိုဆွဲလန်းစိတ်ဝင်အောင် မာယာအမျိုးမျိုးနဲ့ပြုစားခဲ့တယ် ဒါဆိုကျွန်တော်တငယ်ချင်းကအဲ့ဒီပန်းဒီဝီလိုမိမမျိုးနဲ့တွေ့ပြီးနှလုံးသားပြုစားခံရတယ်လို့ပြောရမှာပေါ့အဖိုးဒီလိုပဲတတ်ထူချရမှာပေါ့ကွယ်လောကမှာအလွန်ဆန်းကျင်ပြီးမယုံနိုင်တဲ့အဖြစ်တွေကအများကြီးရှိတာကွယ် ပြောရရင်တော့ဖေးရမစိုးဥပဒံဆိုတဲ့အစွဲလမ်းကြောင့်ဥပတ်ရောက်တယ်လို့ပဲပြောရမှာပေါ့ကွယ်အဖိုးစကားကြောင့်ကျွန်တော်ထုံးခင်အဖြစ်ကိုပို၍ရင်နာသွားမိသည်ကျွန်တော်ထုံးခင်ကိုမိတို့ပြောဆိုရမည်နီထုံးခင်ကတော့နေ့စဉ်ပန်းလာလိမ့်မည်လားဟုသောအတွေ့ဖြင့်မျောလင့်ဆောင်စားရင်အိပ်ပြက်အစပြက်ကခန္ဓာကိုယ်ပိန်လိလာသလိုစိတ်ကြံ့ခိုင်မှုကအလင်းမရှိတော့သူ့ဘဝတစ်ခုလုံးတွင်ပန်းဆိုသည်ကလွဲ၍ပါဆိုပါမှမသိတော့ငါမပြန်ခင်ထုံးခင်နဲ့စကားပြောခြင်းနဲ့ကိုတော့ငါတငယ်ချင်းအတွက်ငါပြုစုခြင်းနဲ့မင်းကအနေနီးလို့ထုံးခင် င်ဖြစ်ကိုသိရပေမဲ့ငါကအဝေးမှနေတော့ခတ်တယ်ဒါဆိုမင်းနဲ့ငါထုံးခင်ကိုချော့ခေါ်မယ်ကွာကျွန်တော်နဲ့ကိုတော်ထုံးခင်အိမ်ရောက်တော့ထုံးခင်မရှိပေမနဲ့မိုးလင်းငင်ကထွက်သွားသည်ဟုမမြငွေပြော၍လိုက်ရှာခဲ့သည်ထုံးခင်သွားတတ်လာတတ်သည့်နေရာမျိုးကိုရှာတော့လဲထုံးခင်ကိုလုံးဝရှာမတွေ့ကျွန်တော်ထုံးခင်အတွက်ပို့ရေးစိုးရင်သွားမိသည်ဟောခုမှထုံးခင်ကိုတော်ကြီးဝမ်းသာအားရစကားကြောင့်ကျွန်တော်လှန့်ကြည့်လိုက်မိသည်ထုံးခင်ကကျွန်တော်တို့ငယ်စဉ်ကကြောင်းသူသွားတိုင်းတုံးယုံသားအမြဲထိုင်ခဲ့သည့်ရင်ခက်ပင်အောက်ရှိအုတ်ခုံအိုလေးတွင်ငူငူကြီးထိုင်နေသည်ကိုတွေ့လိုက်ရသည် ထွန်းခင်ကိုတော်ကငူကြီးထိုင်နေသည့်ထွန်းခင်၏ပခုံးကိုလှုပ်ရမ်းပြီးအခါကခေါ်သည်ထွန်းခင်ကဘာမှမသိသလိုပင်လမ်းမဘက်သို့ငေးကြည့်နေသည်လူသူကိမဲ့ပြီးအုတ်ဆိုင်ဆိုင်ရှိသည့်ရင်ခတ်ပင်အောက်ရှိအုတ်ခုံလေးထွန်းခင်၏ပါးစပ်ဖျားစီမှထွက်ပေါ်လာသည့်ပန်းထွန်းခင်ငါမေးတကယ်ချင်းဖိုးကြော်လေးကွာမှတ်မိတော့ဘူးလားငါတို့ဟိုတုန်းကလိုကြောင်းသွားတိုင်းဖိုးကြော်ရည်လိုအားပါရခေါ်ကြည့်စမ်းကွာကျွန်တော်ကထွန်းခင်ကိုဘလို့ပြောပြောထွန်းခင်ကတော့သူတယောက်တည်းရှိသည်လားတုံနိပါဝေဖြစ်နေသည်ကျွန်တော်ထုတ်ခင်ဖြစ်ကိုကြည်ပြီးအမေရ ဖိုးကျော်ထိုးခင်ကတို့ကိုလုံးဝမမမိတော့ဘူးကွာသူ့ဘဝနဲ့သူရှိပါစေတော့သူ့ဘဝဝစ်ကြွေးရှိခဲ့ရင်အများဆုံးကြေပါစေလို့ငါတို့ဆူတောင်းပေးရမှာပေါ့ကွာငါတို့သူ့ကိုမနှောက်ယှက်ပါနဲ့တော့ကိုတော်ကထိုးခင်ကိုကြည့်ပြီးမချစ်တင်ခဲ့စကားကြောင့်ကျွန်တော်လဲထိုးခင်ကိုကြည့်ရင်ရင်ထဲစိုးနေနေပြီထိုးခင်ငါသုံးလျက်နေပြီးပြန်မယ်မင်းကိုငါနှုတ်ဆက်ပါတယ်ကွာမင်းခန့်စားနေရတဲ့နှလုံးသားဝေဒနာတွေအများဆုံးပျောက်ကင်းပြီးမိသားစုနဲ့အတူအေးချမ်းတဲ့ဘဝလေးနေနိုင်ပါစေကွာ ကျွန်တော်နဲ့ကိုတော့ထုံငယ်ကိုကြောက်ခိုင်းပြီးထွက်လာခဲ့မိသည် ထုံငယ်ကတော့ဘယ်ချိန်ထိပန်းဆိုသည့်နမီလေးကိုခေါငယ်ရင်းမျှော်နေမိကိုမသိနိုင်တော့တကယ်ဆိုတော့ထုံငယ်ရဲ့နှလုံးသားထဲတွင်တွယ်ညိနေသည့်ပန်းဆိုသည့်မိန်းကလေးကလူဘဝတွင်တက်ရှိထင်ရှားရှိနေသည်လားတိမ်ဝါသွားခဲ့ပြီလားဒါမှမဟုတ်ဘဝဘဝကပထမဆက်ကြောင့်ထုံငယ်တွေ့ဆုံခဲ့သည့်ပန်းကဘဝချကမိန်းကလေးလားကျွန်တော်ထုံငယ်အဖြစ်ကိုအမျိုးမျိုးတွေးဆပြီးအဖြေရှာကြည့်မိသည် ကျွန်တော်တွင်ထုံခင်အတွက်စမ်းကြသည့်ပုံစံတစ်ပုဒ်ကလွဲ၍ခိုင်မာသည့်အဖြစ်ကိုမပြနိုင်ခဲ့ပါကျွန်တော်ပြောဆိုနိုင်သည်ကကာယကံရှင် ဖြစ်သူထုံခင်နှလုံးသားတွင်ခံစားနေရသည့်ပန်းရှာပုံတော်အဖြစ်ပြများကိုထုံခင်တယောက်ကလဲ၍ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်